ဘုရားတို့ဒီကျမ်းစာတွေထဲမှာအာရခတရား၄ပါးဆိုပြီးတော့ဖော်ပြထားတာလေးရှိတယ်။အာရခဆိုတာအဆောက်အရှောက်လို့အဓိပ္ပာယ်ရတယ်။အဓိကကပြင်မကဘေးတွေရန်တွေအန်တွေတွေမကြမရောက်ရအောင်ကာဝယ်စောင့်ရှောက်တဲ့အဆောက်အရှောက်ဆိုတာထက်ကိုယ့်ရဲ့စိတ်နှလုံးကိုရာဂဒေါသမောဟကိလေသာတရားများ အန္တရာယ်များမကြမရောက်ရအောင်ကာကွယ်စောင့်ရှောက်တတ်တဲ့တရားလို့ဒီလိုအသေးပဲရတယ်ပေါ့နော်အာရခတရား၄ပါးရှိတယ်တဲ့အဲ့ဒါဘုံဘောကအခုမနခင်နိုင်မနခင်နိုင်မှာအိယာထကိုရင်လေးတွေကိုအဲ့ဒီအာရခတရား၄ပါးနဲ့တတိပဌံတရားဘာဝနာတရား၅မျိုးကို15မိနစ်လောက်သူတို့ကိုနေ့တိုင်းမနခင်နိုင်ပွားများခိုင်းတယ်နေ့တနေ့ရဲ့အစကို အလွန်ကောင်းမွန်တဲ့စိတ်ကလေးတွေနဲ့စစေခြင်းနဲ့ပေါ့ဟုတ်လားအဲ့ဒါဒကာကြီးတို့ဒကာမကြီးတို့လည်းပဲဒီရှိနေတိုင်းနေတိုင်းအဲ့ဒီဘာဝနာ၅မျိုးနဲ့နေ့ရက်တွေကိုအစပြုနိုင်မယ်ဆိုရင်အလွန်ကောင်းမှာနော်ပြင်ဘက်ကဘေးတွေအန္တရာယ်တွေလည်းမကြမရောက်ရအောင်နော်ကိုလေးကျင်းလိုက်တဲ့ကိုအားထုတ်လိုက်တဲ့အဲ့ဒီသူတော်ကောင်းတရားကကာကွယ်မယ်ဆောင်ဆောင်မယ်ပြီးရင်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာနော်ပူတဲ့လောင်တဲ့ပင်ပန်းစီတတ်တဲ့ လက်ကိလေသာအန္တရာယ်တွေမကြမရောက်အောင်လည်းပဲကာကွယ်စောင့်ရှောက်နိုင်ပါလိမ့်မယ်ဟုတ်လားဒါကြောင့်အရိအရခတရား၄ပါးနဲ့တတိပဌံဘာဝနာဆိုရက်ဘာဝနာတရား၅မျိုးရဲ့အကြောင်းကိုဒီနာယီဝက်လောက်လေးမှာဘုံဘုံတို့မှတ်သားကြည့်နော်ပထမအဆုံးဘာဝနာကအရခတရားကဘာလဲဆိုတော့ဗုဒ္ဓံုတ်တတိဘာဝနာတဲ့ဗုဒ္ဓံုတ်တတိဆိုတာမြတ်စွာဘုရားရဲ့ဂုံကိုအဖန်ပန်အမှတ်ရတာစဉ်းစားတာဆင်ញံတာဘုံဘုံတို့ကိုယ်ဝင်နေတဲ့မြတ်စွာဘုရား ။ယောကိလေသာခတ်သိမ်းငြိမ်းတော်မူ၏။ကိလေသာအပူတက်တဲ့ငြိမ်းတဲ့အတွက်ကြောင့်စိတ်နှလုံးဟာပဂရိအေးချမ်းတော်မူ၏။ဟာအရဟံဂုံပေါ့နော်။တလောကလုံးမှာတိလာအဖြစ်၊တမာတိအဖြစ်၊ပညာအဖြစ်အမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်တတဝအာလုံးတို့ရဲ့ပူဇော်အထူးကိုခံယူတိုက်တယ်။ဒါလည်းပါလေအရဟံဂုံရဲ့အတိတ်ပဲနော်အရဟံဂုံရဲ့အတိတ်ပဲများစွာရှိတဲ့အနက်ကနှစ်မျိုးလောက်တော့နားလည်ရမယ်ပေါ့နော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာ ဘလောက်ပဲလောဘဖြစ်เสียအာယုန်နဲ့တွေ့တွေ့လောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်ပဲမကြည်နဲ့เสียကောင်းတဲ့အာယုန်နဲ့တွေ့တွေ့ဒေါသဖြစ်တယ်ဆိုတာမရှိဘူးဟုတ်လားအဲ့လိုလောဘဒေါသအပူတက်အလောင်တက်တွေလုံးဝကင်းဝေးတဲ့အတွက်ကြောင့်မြတ်စွာဘုရားစိတ်နှလုံးဟာပဂရိငြိမ်းအေးတော်မူတယ်လို့အာယုန်ပြုတ်တက်ဖို့ဆင်ញင်တက်ဖို့နှလုံးသွင်းတက်ဖို့လိုတယ်ပေါ့နော်ပြီးတော့သီလသမာဓိပညာအဖြစ်အကြီးမားဆုံးအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားပူဇော်ထူးကိုလည်း ခံယူတိုက်တယ်အရဟံဂုံပေါ့အရဟံဂုံပြီးရင်ဘုံဘုံတို့ဂုံတော်အနန္တရှိတဲ့နကသမ္မာသမ္ဗုဒ္ဓဂုံကိုဆင်ញံတရမယ်သမ္မာသမ္ဗုဒ္ဓဆိုတာဘာလို့တိတဲ့တိလိုက်တဲ့တရားအလုံးစုံကိုမဖောက်မပြန်ကိုယ်တိုင်မှတ်မှန်ကန်ကန်တိတော်မူမြင်တော်မူတယ်တိစရာတရားအလုံးစုံကိုဆရာမကူတရားမူညာဖြင့်ကိုယ်တော်တိုင်တိတော်မူတယ်နော်ဒါလို့ရင်ဆင်းရဲမေးဒါလို့ရင်ချမ်းသာမေး ဒီလိုလှုပ်လို့ရှိရင်တော့ဘဝတန်တရာဝိဒုက္ခကလွတ်မြောက်သွားမယ်အစရှိသည်ဖြင့်ယက်စွာဗျာနော်ဒီတိတဲ့တိလိုက်တဲ့သဘာဝတရားအလုံးစုံကိုတိတော်မူတယ်မြင်တော်မူတယ်ဒါကိုဘုံဘုံတို့တိတိအတိုင်းမြင်တိအတိုင်းယက်စွာဗျာဟောပြတော်မူခဲ့တယ်ပေါ့တကယ်စင်စစ်ယက်စွာဗျာနော်လောကကြီးရဲ့ဟုတ်လားဒီတရားတွေဟာနော်ချမ်းသာကြောင်တရားဖြစ်တယ်လေ့ကျင့်မယ်ဆိုရင်ကိုယ်တန်တန်မှာဖြစ်အောင်လုပ်မယ်ဆိုရင်ချမ်းသာမှုကိုဖြစ်စေတယ်ဒီလိုသိတယ် တော့ဒီတရားတွေကလုံမယ်ဆိုရင်တော့ကိုယ်ဆင်းရဲစေလိမ့်မယ်ပင်ပန်းစေလိမ့်မယ်ဒီလိုသိတယ်ဟုတ်လားအဲဒီတရားတွေကကြိုးစားမယ်ဆိုလို့ရှိရင်တော့ဘဝဝိဒုက္ခတွေလုံးဝချုပ်ငြိမ်းပြီးတော့လွတ်မြောက်မှုချမ်းသာကိုရလိမ့်မယ်လို့မြတ်စွာဘုရားအကုန်သိတယ်တကယ်စင်စစ်မြတ်စွာဘုရားကဖန်တီးသူမဟုတ်ဘူးသိရှိသူပဲဟုတ်လားကုသိုလ်တရားတွေကနော်ချမ်းသာမှုကိုဖြစ်စေလို့မြတ်စွာဘုရားကဖန်တီးလိုက်တာမဟုတ်ဘူးအကုသိုလ်တရားတွေကဆင်းရဲမှုကိုဖြစ်စေလို့မြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူး မဲခင်ရှင်ပါတရားဟာနတ်တန်တရားလွတ်မြောက်ကြောင်းတရားဖြစ်စေလို့ဖန်တီးဖန်တီးလိုက်တာမဟုတ်ဘူးဟုတ်လားအကုသိုလ်တရားတွေဟာဆင်းရဲသေးတယ်ပင်ပန်းစေတယ်နောင်လဲယုံညံ့တဲ့ဘဝကိုပို့တတ်တဲ့အစွမ်းရှိတယ်ဒါသူတို့ရဲ့ပင်ကိုအစွမ်းပဲဖခင်ကလှုပ်ထားတာမှမဟုတ်တာဟုတ်လားဖခင်ကတိတာပဲအော်ဒါလှုပ်ရင်တော့ဆင်းရဲမှာပဲအဲ့ဒါလှုပ်ရင်ဆင်းရဲမှာပဲဒါပဲဟုတ်လားကုသိုလ်တရားတွေဟာချမ်းသာသေးတယ် တတ်တာစီတွေနောက်လည်းပဲကောင်းမွန်တဲ့ဘဝတွေကိုရစေတယ်အဲ့ဒါကုသိုလ်ကဒီလိုဖြစ်စေလို့ဘုရားဖန်တီးလိုက်တာမဟုတ်ဘူးနော်ကောင်းတဲ့စိတ်တွေကောင်းမြတ်တဲ့အလုပ်တွေဟာဒီလိုမျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့စွန့်ရည်တတ္တိတွေရှိနေတယ်ဆိုတော့မြတ်စွာဘုရားကသိမြင်တာပဲဒါကိုနားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒါလိုပဲတမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ်ကင်၈ပါးဒါဒီသူတော်ကောင်းတရားကြီးဟာဘဝဝိတုခကနေလွတ်မြောက်သွားစေတယ်။နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တယ်။နိဗ္ဗာန်ချမ်းသာကိုဆက်ရောက်စေနိုင်တယ်။ ဒါလည်းမြတ်စွာဘုရားမဂ္ဂင်ရှင်ပါနိဗ္ဗာန်ကိုဆက်ရောက်စေတယ်လို့ဆက်ရောက်စေလို့ဖန်တီးလိုက်တာမဟုတ်ဘူးဒီမဂ္ဂင်ရှင်ပါတရားမှာနိဗ္ဗာန်ကိုဆက်ရောက်စေတတ်တဲ့အစွမ်းတတိရှိနေတယ်ဒီလမ်းဟာနိဗ္ဗာန်စီကိုဥတည်နေတယ်ဒီလမ်းကိုရှောက်ရင်နိဗ္ဗာန်ကိုရောက်လိမ့်မယ်လို့မြင်တာဒီလမ်းကြီးကိုမြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူးဒီလမ်းကသူ့အတူရှိနေပြီးသားဒါကြောင့်မြတ်စွာဘုရားမဂ္ဂင်ရှင်ပါကိုပုရဏမကလမ်းဟောင်းကြီးရှိဖရာအဆူဆူလို့ဖုံးနေအောင်တွားခဲ့တယ်လမ်းဟောင်းကြီးဒီလိုပြောတယ် ဟုတ်လားအဲ့တော့ဘုန်းတို့တကယ်တမ်းဘဝမှာလမ်းတွေအနေနဲ့မြင်ကြည့်မယ်ဆိုရင်အောက်လမ်းရှိတယ်အထက်လမ်းရှိတယ်လွတ်မြောက်လမ်းရှိတယ်အောက်လမ်းဆိုတာအကုသိုလ်တရားတွေကိုပြောတာပေါ့နောက်အထက်လမ်းဆိုတာကုသိုလ်တရားတွေကိုပြောတာပေါ့လွတ်မြောက်လမ်းဆိုတာကတော့အဲ့ဒီကုသိုလ်တရားတွေတဲကမှနောက်မိခင်ရှင်ပါအကျင့်မြတ်တရားအဓိက ြောရပါစို့ဟုတ်လားပြီးရင်လည်းပဲကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်းနိဗ္ဗာန်ချမ်းသာကိုမျက်မှောက် ပြုပြရစီဆိုတဲ့မုံမြတ်တဲ့စိတ်မှန်ကန်တဲ့စိတ်ရည်ရွယ်ချက်မှန်မှန်နဲ့လုပ်မယ်ဆိုရင်ထိုကုသိုလ်ဆိုတဲ့အထက်လန်းဒီပင်လည်းလွတ်မြောက်လန်းဖြစ်သွားပြန်တယ်ပေါ့ဟုတ်လားအဲ့လိုပြောရင်တော့ဘာလို့မြတ်စွာဘုရားရဲ့တမန်တန်ဗုဒ္ဓကိုအလုံးစုံကိုသိတာဟုတ်လားအဲ့လိုအလုံးစုံကိုသိတယ်ဒုက္ခဝရတဲ့မြတ်စွာဘုရားတရားအလုံးကိုသိတယ်သိတဲ့အတိုင်းညွှန်ပြခဲ့တယ် ဒီလိုလေးခွန်တို့စဉ်းစားဆင်ခြင်ဒါဗုဒ္ဓနုတ္တိဖြစ်တယ်ပေါ့နော်အရဟံဂုံရေတမတံဗုဒ္ဓဂုံရေပြီးတော့နားလည်တဲ့နဲ့ဂုံဂုံကျေးဇူးအနန္တရှိတဲ့အတ္တကနားလည်တဲ့နဲ့ဂုံဘဂဝါဂုံဘဂဝါဆိုတာဘာတော့တမအားဖြင့်ဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကိုယ်တော်နန္ဒဒီလိုပြည့်စုံတော်မူတယ်လို့မှတ်သားထားကြတယ်ဟုတ်လားတကယ်စင်စစ်ဘဂဝါဂုံဆိုတာ ဘဝပေါင်းများစွာမြင့်မြတ်တဲ့အလုပ်ပါရမီတရားတွေကိုပြီးပြည့်စုံအောင်ဖြည့်ကျင့်တော်မူခဲ့တဲ့အတွက်ကြောင့်ဒီအန္တိမဘဝနောက်ဆုံးဘဝမှာမြတ်စွာဘုရားအလုံးစုံပြည့်စုံရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆုံးအသက်ဘယ်ဆုံးဉာဏ်ပညာအဖြစ်လည်းပဲအထက်မြတ်ဆုံးဟုတ်လားသူတော်ကောင်းတရားအဖြစ်လည်းပဲအပြည့်စုံဆုံးအမွတ်မြတ်ဆုံးမြတ်စွာဘုရားမှာအဖက်ဖက်ကဘာလေးမှလူလီသေးမရှိပြည့်စုံတယ်သူအကြောင်းတရားတွေကိုပြည့်ပြည့်စုံအောင်လုပ်ခဲ့တာဆိုတဲ့အခါကျတော့ ဒီဘဝအကျိုးရလကအကုန်လုံးပြည့်စုံနေတယ်။နောက်ထပ်ဘဝတစ်ခုလည်းပဲထပ်ပြီးတော့ဖြစ်เสียမှရှိတော့တဲ့အတွဲကြောင့်ပါရမီတရားတွေကုသိုလ်တရားတွေကအဆုံးစွန်ဒါသူ့ကိုဝိုင်းပြီးတော့အကျိုးပေးကြတယ်ပေါ့။ဒါကြောင့်မြတ်စွာဘုရားလုံးဝပြည့်ပြည့်စုံတော်မူတယ်။ပြည့်စုံတဲ့လူသားပေါ့နော်။ဖြည့်ခြင်းခဲ့တဲ့ပါရမီတော်အနန္တတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုံဖြာပြတို့ဖြင့်ကောင်းစွာအကုန်လုံးပြီးပြည့်စုံသောမူပါသောမြတ်စွာဘုရားဘဂဝါဘုရင်အတိတ်ပဲဟုတ်လား အဲ့တော့ဘုံဘုံဂုံကျေးဇူးအနန္တရှိတဲ့နဲ့ကဂုံတော်သုံးပါပြောလိုက်တယ်အရဟံဂုံရဲ့တမန်တန်ဗုဒ္ဓဂုံရဲ့ဘဂဝါဂုံရဲ့အဲ့ဒါကိုတခါတည်းပါတော့ဘယ်လိုလုပ်မလဲနမောတတဘဂဝတော်အရဟတော်တမန်တန်ဗုဒ္ဓတအကောင်းဆုံးဖရာရှိခိုးပဲဟုတ်လားအရဟတော်ကိရိတာခတိငြိမ်းနှဖြင့်ပဂတိအေးချမ်းတဲ့စိတ်နှလုံးရှိတော်မူသောသမာတံဗုဒ္ဓတ အလုံးစုံသောတရားတို့ဖောင်းပြန်မှန်မှန်ကန်ကန်ကိုရောတိုင်းတည်တော်မူမြင်တော်မူသောရတ္တဘဂဝါတော်ထိုပြီးပြည့်စုံတော်မူသောမြတ်စွာဘုရားအားနမောရှိခိုးခြင်းသည်အတုဝတ္တုဖြစ်ပါစေသည်။အကောင်းဆုံးဘုရားရှိခိုးပဲအဲ့ဒါလေးနဲ့နေ့တနေ့ကိုစနိုင်အလွန်ကောင်းမှာနော်။ဒါဗုဒ္ဓနုဒတိဘာဝနာကိုယ့်ရဲ့စိတ်နှလုံးမှာရာဂဒေါသမောဟဘေးအန္တရာယ်မကြမရောက်ကာကွယ်နိုင်တဲ့ မပြင်းမကအန်တွေတွေလည်းပဲမကြမရောသူ့အစွမ်းစားတဲ့သူကိုယ့်ရဲ့စိတ်နှလုံးကအလွန်ကောင်းနေတုံးတယုံဘေးစိုးအန်တွေစိုးကာကွယ်နိုင်နေပေါ့နော်ဒါကြောင့်သူ့ကိုအာရခတရားလို့ပြောတယ်နော်ဓမ္မဗုဒ္ဓနုတ္တိဗုဒ္ဓနုတ္တိပြီးတော့ဘာလာမလို့မေတ္တာပါပဲနာမေတ္တာဆိုတာတတဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကလေးထားတာမေတ္တာဆိုတာတတဝတွေကိုချမ်းသာပေးခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာဟုတ်လား ပြမနဲ့လိုတတ္တဝါဟုလည်းမြဘေးရန်ကင်းကွာကိုစိတ်နှဖျားကြံမှချမ်းသာကြပါစေလို့စိတ်ပါလက်ပါတတ္တဝါရဲ့ပုံမှာဘေးရန်ကင်းစေခြင်းနဲ့စိတ်ကြံမာရေကောင်းစေခြင်းနဲ့စိတ်နှလုံးစေဝံငြိမ်းအေးစေခြင်းနဲ့စိတ်ကလေးထားရမေတ္တာစိတ်ကိုထားတဲ့နေရာမှာကိုရင်းစာစိတ်ကလေးနဲ့ကြိုးစားရတယ်ကိုဘလောက်ဘေးအန္တရာယ်ကင်းခြင်းတော့ဘေးရီအန္တရာယ်တွေမတွေ့ခြင်းမူမကြုံခြင်းမူ ကိုဘလောက်ကျမ်းမာရေးကောင်းခြင်းတို့ကိုဘလောက်စိတ်ချမ်းသာခြင်းတို့ကိုကိုကိုပြန်စစ်ကြည့်ပါနော်အဲ့လိုပဲတတ္တဝါတိုင်းတတ္တဝါတိုင်းဟာဘေးရန်ကင်းကျင်ကြတယ်ကြောက်ကြတယ်လန့်ကြတယ်ဟုတ်လားတတ္တဝါတိုင်းတတ္တဝါတိုင်းဟာခန္ဓာကိုယ်ကျမ်းမာရေးကောင်းမွန်ခြင်းတယ်ဒီတိုင်းနေကောင်းနေရင်သာမသိတာနေမကောင်းတော့ဘူးဟိဆိုတာနဲ့ကျမ်းမာခြင်းတဲ့စိတ်ကအထွတ်အထိပ်ပဲဟုတ်လားပြီးတော့တတ္တဝါတွေကဘာလို့နှလုံးစိမ်ဝငြင်းအေးခြင်းတယ်စိတ်ချမ်းသာခြင်းတယ်တောကတွေနဲ့မနေခြင်းဘူးစိုးရင်ထိတ်လန့်မှုတွေနဲ့မနေခြင်းဘူးဟုတ်လား ဲ့ဒါလိုမျိုးဘုန်းဘုန်းတို့တွေကတတဝါတွေရဲ့เนาะအလိုဆန္ဒကိုနားလည်ပြီးတော့ဩတတဝါတွေလိုလားတောင်းတာတယ်ကောင်းကျိုးချမ်းသာရကြပါစေလို့စိတ်ထဲကเนาะဘေးရန်ကင်းစေခြင်းနဲ့ကျန်းမာရေးကောင်းစေခြင်းနဲ့နှလုံးစေဝန်ကြီးအေးစေခြင်းနဲ့သဘောလေးထားတာအဲ့ဒါကိုခေါ်တော့မေတ္တာဟုတ်လားအဲ့ဒီမေတ္တာအလုံးတရားမှအစွမ်းတတ္တိကြီးမားတယ်ဒါကြောင့်မြတ်စွာဘုရားကဒီမေတ္တာတရားနဲ့ပတ်သက်ပြီးတော့အများကြီးသူ့ရဲ့အကျိုးအာတိတင်တွေကိုဟောပြတာရှိတာပေါ့ နဗုံညာဘိကဝေမာပါယိထဒုက္ခတိတံဒီဝဆန္ဒယဟန်တို့ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်တစ်မျိုးဖြစ်တယ်လို့အဲ့လိုဟောပြီးတော့လှုပ်ခိုင်းတဲ့ကောင်းမှုကဘာဖြစ်မဆိုမေတ္တာဖြစ်နေဟုတ်လားသူဘဝတစ်ခုလုံးကနော်9နှစ်ကြော်ကြော်လောက်မေတ္တာတရားကိုပွားများသိတဲ့အခါကျတော့နော်ပြမပြီကိုရောက်တယ်နော်တရားမေမောင်ဘလောက်ဖြစ်တယ်လူလူစီစိန်ဘလောက်ရတယ်အများကြီးအဲ့ဒီမှာမြတ်စွာဘုရားဟောပြတယ်ဟုတ်လား ပြီးတော့လူတိုင်းတည်နေတဲ့မေတ္တာအကျိုး၁၁မျိုးအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လက်နံများစိတ်မီသားတို့ရှောင်ရှားကိုမှလျင်စွာစိတ်တည်ရွှင်ကြည်မျက်နှာတေကမတွေ့လားလေမြန်မာဆက်တဖြာတိမေတ္တာပွားမှုအကျိုးတွေရေမေတ္တာတရားရဲ့စွန့်ရည်တတိအကျိုးပေးအန္တီတင်ကြီးမားပုံကိုဖရာလွယ်လို့ယူမတိကြရပြည်ပြည်စုံစုံသိနိုင်မှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မေတ္တာကိုအားကိုးသင့်နော် မေတ္တာစိတ်ကလေးကိုဘုန်းဘုန်းတို့ရဲ့အတွင်းတန်တာမှာထပ်ထပ်ထပ်ဖြစ်အောင်ကြိုးပမ်းအားထုတ်တဲ့နယ်ပေါ့ဟုတ်လားတနေ့သုံးကအိုးတရားဖြင့်ချက်ခါထမင်းကျွေးမွေးခြင်းထက်မယွင်းစင်စစ်နုတညစ်စာချိန်သုံးကမျှမေတ္တာပွားများကြိုးကြီးမှသည်ဘုရားမြတ်စွာမင်ကုန်သည်ရောက်ဘူးတယ်မို့လားဟောတနေ့ကိုသုံးကအိုးကြီးတရားတရားနဲ့ထမင်းတွေဟင်းတွေချက်ပြီးတော့ကျူးရတဲ့ကုသိုလ်ထက်လက်ရှိတစ်တွက်လောက်၃ချိန်လောက်စမှန်တဲ့မေတ္တာထားလိုက်ရခြင်းကပိုးပြီးတော့ အကျိုးအာနိသင်ကြီးမားတဲ့ကောင်းမှုကိုပြုဟန်ရောက်တယ်လို့ဘုလိုမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်နေ့တနေ့ရဲ့အစမှာဗုဒ္ဓလောကတိမြတ်စွာဘုရားရဲ့ဂုံကျေးဇူးကိုစဉ်းစားမယ်ပြီးရင်ဘာလုပ်မလို့သတ္တဝါတွေရဲ့ပုံမှာမေတ္တာထားမယ်ပေါ့နော်အချိန်ကာလနည်းနည်းလေးပဲဖြစ်ဖြစ်ကိုယ်စိတ်ကလေးကိုကြည်လင်ပန့်ရှင်းသွားအောင်ကိုယ့်ရဲ့စိတ်ကိုဒေါသမေးလောင်တာတွေနည်းအောင်ဘုံဘုံတော့အဲ့ဒီရွေခြင်းနဲ့ကြိုးစားရမေတ္တာထားတယ်မေတ္တာဘာဝနာပွားများတယ်ဆိုတာသတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့ နော်စိတ်နဲ့ထားတာလဲတစ်ပိုင်းပေါ့ပြီးတော့နောက်တစ်ပိုင်းကကိုယ့်ရဲ့စိတ်နှလုံးကိုအလိုမကျမှုဒေါသမီးတွေလောင်ကျွမ်းမှုနှဲအောင်တနည်းအားဖြင့်ဒေါသရဲ့နှိမ့်ဆက်ခြင်းကနေပြီးတော့နော်သက်တာရာရအောင်ဒေါသကြောင့်ဆင်းရဲတဲ့အနေအထားတွေကလျော့ပါတော့ဘုံဘုံတို့ဒီရွေးချက်နဲ့လည်းမြစ်တာကိုပွားရတယ်။ညာတော့ဖြင့်ဘုံတို့စိတ်တွေကတော့အလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဒေါသတွေနဲ့ပဲနေကြတာများတယ်။ဒေါသဖြစ်ပြီးဆိုရင်လည်း တမဲ့တွေပေါ်မှာဖြစ်တာတဲ့တက်ရှိတွေပေါ်မှာဖြစ်တာကအပုံကြီးများတယ်ဟုတ်လားတက်ရှိတွေမှာလည်းပဲပဲပေါ်မှာဖြစ်နေတာများလူတွေပေါ်မှာပေါ့နော်လူတွေပေါ်မှာရောတိတဲ့လူနဲ့မတိတဲ့လူဘယ်သူပေါ်မှာပိုဖြစ်တာတိတဲ့လူတွေဟောအမျိုးမျိုးဖြစ်နေကြတာဟုတ်လားအဲ့တော့ကိုယ့်ရဲ့စိတ်ကြီးကအလေးအကျဉ်းကြီးလို့ဖြစ်ရင်လည်းတခုခုထစ်ကနေတွေ့လိုက်တာနဲ့အလိုမကျဟုတ်လားအလိုမကျအဲ့ဒီအလိုမချမှုဒေါသဘေးရနေပြီးတော့ဘုန်းတို့လွတ်ကင်းအောင်ဒေါသဘေးတက်လာနေအောင်မြတ်တာကိုအာကိုရတယ် မေတ္တာဓာတ်အားကြီးသွားပြီဆိုရင်တုံးတန်းရောအလိုမကျတဲ့အနေနဲ့တွေ့လဲအလိုမကျမှုမဖြစ်ဘူးမေတ္တာရဲ့စွန့်အားကြောင့်နော်ငြင်းငြင်းအေးအေးဆက်ပြီးတော့ဘုရားတို့နေလို့ရတယ်ဒီသဘောလေးကိုပြောရနော်ဘုရားနှုတ်တတိမေတ္တာပြီးတော့ပါတော့မရဏနှုတ်တတိဟောသေခြင်းကိုအဖမ်းမအမှတ်ရဘဝရဲ့ရှင်သန်မှုဆိုတာတည်ထုံးခြင်းဖြစ်ပဲအဆုံးတတ်ရဟွန်းဒါဟုတ်ပြီတည်ကြတယ်ဟုတ်လား အဲ့ဒီအမှန်တရားကိုစဉ်းစားတဲ့နေရာမှာဘာဖုံးဖုံးတို့ထပ်ပြီးတော့ထည့်သွင်းဖို့လိုတော့ဆိုတော့အချိန်မီမီဆိုတာကိုထည့်သွင်းဖို့လိုတယ်။မပျက်စီးရမှာတော့တည်ကြတယ်။ဟုတ်ပြီ။ဘယ်ချိန်ပျက်စီးမှာလဲဆိုတော့ဘယ်ချိန်ဖြစ်ဖြစ်ပျက်စီးနိုင်တယ်။ဖုံးဖုံးတို့ခန္ဓာကိုယ်ကြီးကမပျက်စီးနိုင်တဲ့အချိန်ဆိုတာတကယ်တမ်းကမရှိဘူး။မပျက်စီးသေးတာပဲရှိ။အဲမပျက်စီးနိုင်တဲ့အချိန်မရှိဘူးဆိုတာကိုကံအကြောင်းတရားလေးကိုကြည့်ရင်ပို့ပြီးတော့ဖုံးဖုံးတို့ထင်ရှားရှားသိနိုင်တယ်ပေါ့။ နောက်ရှင်သန်မှုရဲ့နော်မတေးကြဘူးမရေရဘူးကံအကြောင်းတရားလေးတွေကိုကြည့်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်။ဘုန်းတော်ဘုရားမှာရှင်သန်နေတယ်ဆိုတာကံစိတ်ဥဒုအာဟာရအကြောင်းတရားလေးပါးပုံမှာနော်အကြောင်းခံပြီးတော့ရှင်သန်နေတာအာဟာရဆိုရင်တော့အလွန်တိလာတဲ့အကြောင်းပေါ့လွန်ခဲ့တဲ့ခုနှစ်ရက်လောက်ကစားဒီနေ့ထိဘာမှမစားဘူးဆိုဒီချိန်ပေရောပေါ့ဟုတ်လားနော်ဥဒုအလွန်ကြမ်းတမ်းတဲ့အပူကြီးလွန်ခဲ့တဲ့နေရာနေပေမှာပဲဟုတ်လားမခံနိုင်လောက်တဲ့ အပူမခံနိုင်လောက်တဲ့အေးအေးရောင်ပေးမှာပေါ့ဟုတ်လားပြီးတော့ဘာလဲကိုယ့်ရဲ့စိတ်ကပေးလောက်အောင်ဆင်းရဲမယ်ပူလောက်မပြည့်စည်မယ်ဆိုရင်လည်းပေးနိုင်တာပဲဟုတ်ပြီလို့ဆိုရင်အာရရဲ့ဥဒုရဲ့စိတ်ရဒါအရန်ထင်ရှားတိလာတဲ့အကြောင်းတရားကြီးတွေပေါ့ရှင်းတမ်းမှုမှာဟုတ်လားအလွန်တိဖို့ခက်တဲ့တကယ်လဲအားကြီးနေတဲ့အကြောင်းတရားရှိတယ်အဲ့ဒါမှမဆိုကံတရားပေါ့နော်အရင်ဘဝကအရင်အရင်ဘဝဘဝကလူဘဝမှာနော်နေရမယ့် အကြောင်းတရားကံတရားကိုကိုယ်ကဘယ်အတိုင်းတာထိဘလောက်ကြီးကြီးမားမားလုပ်ခဲ့ကြလဲဆိုတာမသိနိုင်ဘူးကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေအဲ့ဒီကံအရှိန်ကုန်နေဆိုရင်တော့ဘုံဘုံတို့ဘာလို့ရမလို့ပေးရမှာပဲကံအရှိန်ကဘလောက်ကျန်သေးတယ်ဆိုတာမသိနိုင်ဘူးဆိုကြပါစို့အဲစီမီးကွက်လေးထဲမှာစီထည့်ပြီးတော့မိစာထည့်မိထွန်းတာမိလေးတောင်းနေတယ်လက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 ်အခုကျတော့ရှင်သန်မှုမိတော်လေးတောင်းနေတာဟုတ်လားစီရှိသလောက်မိစာရှိသလောက်ပဲတောင်းမှာနော် အကိုရဲ့ဒီရှင်သန်မှုမိတော့ကလေးတောက်ဖို့အတွက်ဒီလက်ကျန်စီကဘလောက်ရှိသေးလဲလို့ဘုဖုံတို့မသိနိုင်ဘူးစီကုံတဲ့ချင်းရက်မိစာကုံတဲ့ချင်းရက်တချို့များကြတော့လည်းပဲစီတို့မိစာတို့မကုံသေးဘူးဒါပေမဲ့လေးတိုက်လို့တယောက်ကနှိမ့်တက်လိုက်လို့ရက်သွားတာလည်းရှိသေးတယ်အဲဒါဥပိ္ပစေကကံခေါ်တယ်အဲ့ဒါဟုတ်လားအဲ့တော့ဘဝမှာရှင်သန်မှုရဲ့မသေးကြဘူးဘုဖုံတို့စဉ်းစားရမယ်စဉ်းကျင်ရမယ်ဘဝသေးရမယ်ဘဝသေးမျိုးသေးနွယ် အဲဒီတဘာဝကိုစဉ်းစားခြင်းဟာအများကြီးလောဘဒေါသမောဟကိုနှဲပါစေတယ်။ဘုရားမှာအများကြီးအတိတ်ပဲရှိသေးတယ်။လုံးတဲ့လုံးထိုက်တာကိုမြန်မြန်လုံးဖြစ်စေတယ်။မလုံးတဲ့မလုံးထိုက်တာကိုရှောင်ကျင်လူစိတ်နဲ့ထက်သန်လာစေတယ်။ပေခြင်းတရားကိုစဉ်းစားလို့ဖြစ်တဲ့เนาะအသိဉာဏ်ပညာအလွန်မှအစွမ်းထက်တယ်။ဟုတ်လား။ဒါကြောင့်ငါရဲ့ရှင်သန်ခြင်းဒီမမြဲတည်ဆုံးခြင်းဒီမြဲ၏။ဘယ်ချင်းသိမဲဆိုတော့ငါမသိနိုင်ဘူး။ဟုတ်လား။ကံကုန်တဲ့တနေ့ငါရဲ့ရှင်သန်ကိုကရက်ဆိုင်သွားမှာ။ဒီအမြင်ကိုဘုံဘုံတို့က အဲစိတ်ထဲမှာအမြဲတမ်းရှိနေစေရမယ်ပေါ့ဒီသဘောလေးနော်အရှင်လေးနဲ့တွားနေရနော်ဆွေကြမဆွေဖုန်းတို့ခဏခဏပြောနေတာဟိုညာတစ်ချောင်းကိုလေးပေါ်တင်ပြီးတော့တခါဆွဲပြီးတော့ပြစ်ထည့်လိုက်တယ်ဟာလေးတဲကိုညာတာပြေးတယ်နော်ဘလောက်ပြေးမလို့အရှင်ရှိသလောက်ပေါ့အရှင်ဆိုတာသာဝရသဘောမဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားလေးရကြီးရင်ကြီးသလောက်ပြစ်တယ်လို့အာကောင်းရင်ကောင်းသလောက်ညာတာကဖြောင်းရင်ဖြောင်းသလောက်အကြာကြီးပြေးမယ်ပေါ့လေးထဲမှာဟုတ်လား ါဒီဘလောက်ပဲကြားတယ်ပြောပြောပြီးရင်တော့ကြာမှာပဲဒါမဲ့ကလေးတွေလှုပ်ထားတဲ့လေးလေးနဲ့ဟုတ်လားမြားလေးကလည်းကောက်တိကောက်ခွေတာတာလေးလောက်ပဲဆွဲပြလိုက်တယ်ဆိုရင်တော့၄90ပြေလောက်ရောက်မှာပေါ့ဒါပဲပြုတ်ကြသွားမှာအခုကကျုပ်တို့ကလေထဲမှာပြန်တန်းနေတဲ့အနေထားပေါ့ဟုတ်လားမြားတံလေးလေထဲမှာပြန်တန်းနေတဲ့အနေထားဘယ်သူအရှိန်နဲ့ပြန်ကံအရှိန်နဲ့ပြန်တန်းနေတာအရှိန်ဆိုတာသာဝရမဟုတ်ဘူးနော်ဘယ်အချိန်ကုန်မလဲဆိုတာတော့ မသိနိုင်ဘူးဘလို့အာဟာနဲ့ပြစ်ခဲ့တယ်လေဒါဘုံဘုံစဉ်းစားမိတာလေးကိုပြောတာပါဟုတ်လားဒါကြောင့်ငါရဲ့ရှင်တန်ခြင်းဒီမမြဲတည်ဆုံခြင်းဒီမြဲဤဆင်ញင်ရမယ်ဆင်ញင်တဲ့နေရာမှာအချိန်မရွေးဆိုတာထည့်ရမယ်ပြီးတော့လူတိုင်းတတဝါတိုင်းဆိုတာလည်းထည့်ရမယ်ငါတယောက်တည်းတည်ရတဲ့သဘောရှိတာမဟုတ်တတဝါတိုင်းပေးရမှာဟာအဲ့ကျမှညာပို့ပြီးတော့ကျဲပြန့်သွားတာနော် ငါဤရှင်တန်ခြင်းသည်မမြဲတိဆုံးခြင်းသည်မြဲအဲ့ဒါလိုပဲသူဤရှင်တန်ခြင်းသည်လည်းမမြဲသူဤတိဆုံးခြင်းသည်မြဲအကုန်လုံးပေကြမှာပေမျိုးတင်တွေကြီးပဲဟုတ်လားနော်ကြည့်ကြည့်လိုက်ဟုတ်လားအဲ့တော့ဒီတိခြင်းတရားကိုစဉ်းစားတဲ့အတိညာအလုံးမတဘာဝအလုံးကြတဲ့အတွက်ကြောင့်သူကအလုံးတရားမှကောင်းတယ်ဘယ်နေရာမှာကောင်းတော့ဆိုအထူးသဖြင့်ဘဝမှာဘလို့ဆက်ပြီးတော့နေသွားမလဲ။ဘာလို့တင်လဲ။ဘာမလို့တင်ဘူးလဲဆိုတော့ तू အကောင်းဆုံးလက်ညွန်ပေးနိုင်တယ်။ဒါကကိုယ့်အကိုလက်တွေလှုပ်ကြည့်ပေါ့ လူကသူများဆရာလုံးရင်တိတ်ကြိုက်တာမဟုတ်ကိုယ့်အတိညာကိုယ့်ဆရာလုံးမှာကောင်းတာဒါကြောင့်တစ်ချိန်တော့ဘုံဘုံကအကောင်းဆုံးဆရာဆိုပြီးတော့တရားလေးတွေကိုဟောထားတာရှိတယ်ဟုတ်လားသိခြင်းကိုစဉ်းစားလို့ဖြစ်ပေါ်လာတဲ့အတိညာကိုရည်ရွယ်တာသူအကောင်းဆုံးဆရာပဲဘောမှာဘလို့နေသွားမလဲဆိုတာနော်ဒါကြောင့်နေ့တနေ့ရဲ့အစမှာနမရဏလုတ်တိသိခြင်းကိုအမှတ်ရတဲ့မုံမြတ်တဲ့တတိကလေးနဲ့စနိုင်ကိုလိုတယ်ပေါ့နော်ဟုတ်တာလုတ်တိမေတ္တာမရဏလုတ်တိ နောက်ဟာဘာလို့ဆိုတော့အတုပဘာဝနာတဲ့အတုပဆိုတာမတင့်နေတဲ့သဘောတုပဆိုတာတင့်နေတာအဆိုတာမရှိတာမိမိခန္ဓာသူတို့ဘာခန္ဓာရဲ့ရုပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းကြီးမှာတင့်တယ်မှု စိတ်သုံးနေတာအနတ်မကောင်းသောနော်မတင့်တယ်သောရွှန်ရှားဆက်ဆုပ်ပွဲတဘာဝတရားတို့ဖြစ်တာလင်ဖွဲ့စည်းတည်ဆောက်ထားတဲ့သဘောတရားအမှန်အဲ့ဒါကိုစိတ်နဲ့တွေ့ပေးတာအတုပဘာဝနာဆိုတာ ဒီခန္ဓာအိမ်ကြီးရုပ်ပိုင်းဆိုင်ရာခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားသလဲဆိုတာကိုစဉ်းကျင်နှလုံးသွင်းတာလက်စွာဖေကအကုန်သင်သေးတာနော်ဇံပဲမွေငင်ခြေသီးလက်သီးတွားအကြီးဒါတစပင်ဆက်ကခေါ်တယ်၅မျိုးသောကုထန်တာပဂတိဒီတိုင်းကြည့်လိုက်တာနဲ့လူတစ်ယောက်ကိုကြည့်လိုက်ဒီ၅မျိုးအတတ်မြင်ရဇံပဲမွေငင်ဒီလိုလုံးပေါက်နေတဲ့မွေငင်လူလေးဟုတ်လားခြေသေးလက်သေးပြီးတော့တွားဒီလိုလုံးအုပ်ထားတဲ့အကြီးဟုတ်လား ါရမီထူးခဲ့တဲ့ဘုရားလက်ထက်ကတချို့ပုဂ္ဂိုလ်တွေဆိုရင်ရဟန်းပြုတော့မရှိခေါင်းဆန်းချတဲ့အခါမှာအဲ့ဒီတစားပင်ဆက်ကဆင်ញင်တယ်နဲ့ရဟန္တာဖြစ်တာရှိရဲ့နော်ကောင်းတဲ့သဘောတွေစုဝေးနေတာမဟုတ်ဘူးမကောင်းတဲ့သဘာဝတွေစုဝေးနေတာလို့တကယ်မြင်သွားတာပေါ့ဟုတ်လားဘဝဆိုတာဒီသဘောပဲဆိုတာကိုမြင်တာဟုတ်လားရှစ်ဆက်ပြီးတော့ကြည်အရေးရဲ့အောက်မှာပါရှိမယ်လို့အတာအကျော်အယူယူရင်းချင်းချီအညှို့လေ အညို့ဆိုတာကြောက်ကနှလုံးကိုပြောတာနှလုံးအသေးအမြည်အဖြစ်အဆုပ်ဥမဥလိန်စာတေစာဟောင်းအုံနောက်ဒါကုဋ္ဌာတ20ပထဝီတက်လွန်ကဲတဲ့ကုဋ္ဌာတအဖတ်တက်လွန်ကဲတဲ့အုပ်စုပေါ့နော်ပြီးရင်မှတော့တီကြီးတလိပ်ပြီးသွေးချွေးအစီကဲမျက်ရည်အစီကြီးတတွေးနှက်အစီကျင်းကဲအာဘောတက်အရေးတက်လွန်ကဲတဲ့ကုဋ္ဌာတ12မျိုး32မျိုးသောကုဋ္ဌာတာတို့ဖြင့်ဖွဲ့စည်းတိဆောက်ထားတဲ့ခန္ဓာအိမ်ကြီးပါနော် အဲ့ဒါကိုဆင်ញင်ပတ်စံရှိတာမရှိတာဘာကွဲပြားမှုမှမရှိအသက်ကြီးတာငယ်တာဘာကွဲပြားမှုမှမရှိယောက်ျားဖြစ်တာမိန်းမဖြစ်တာဘာကွဲပြားမှုမှမရှိတော့အကုန်လုံးကအယိုးတို့ရဲ့အဆုအဝေးများတာဖြစ်တယ်အသွေးအသားတွေရဲ့အဆုအဝေးများတာဖြစ်တယ်အကြောတွေရဲ့အဆုအဝေးများတာဖြစ်တယ်အရေးတူရေပါနဲ့အုပ်တာတယ်ဒီသဘောလေးခေါင်းထဲမှာအုံနောက်တွေရှိတယ်အရင်ကောင်းပိုင်းမှာအဆုံနဲ့နှလုံးမိနစ်မလတ်စက္ကန့်မလတ်အလုံးလုံးနေတာရှိတယ်နောက်ဝမ်းပိုက်ပိုင်းမှာအသေးရှိမယ် အစာအိမ်ရှိမယ်ဥဒိန်ဥမရှိမယ်နော်အသေးရဲ့အောက်မှာပန်ကရီးယားရှိမယ်သေးကြီးအိမ်ရှိမယ်အဲ့ဒီရဲ့အောက်နားလေးမှာဘာရှိမလဲကြောက်ကလေးနှလုံးရှိမယ်အဲ့ဒီရာနဲ့စီးတစ်စက်စက်တစ်စက်စက်ကြားနေတာဟုတ်ကဲ့ရှိနေမှာထည့်ထားတာရှိမယ်ဟုတ်လားအဲ့ဒီအစာအိမ်ရဲ့ဟိုဘက်ဘေးနားမှာဘေးဆိုတဲ့တရရဲ့ကြီးရှိမယ်ဒါအမှန်တရားပဲလေအဲ့ဒါဘာလို့တာတော့ဆင်ញင်ကြည့်တာဒါတွေရှိနေတယ်ဒါတွေဖြစ်နေတယ်လို့သိတာတမင်လုံးမရရနော် ဒီတိုင်းဆိုရင်ဘုန်းကြီးတော်အဲ့ဒါကိုမြင်လားမမြင်ဘူးအိုတယ်လှတယ်ကြည်ကောင်းတယ်ကြည်မကောင်းဘူးငဲတယ်ကြည်ရတာပဲဒီနာရင်ရက်နေတာစိတ်ကရှစ်ဆက်သိစရာသိရှိတာကိုမသိဘူးမြင်စရာရှိတာကိုမမြင်ဘူးအဲ့ဒီအတုပဘာဝနာလေအလွန်အစွန်းထက်တယ်ရက်စွာဘုရားဘလောက်တောင်ဟောတော့သူ့ကိုလဲအမတန်တေဘိခွေပြိပုံစံတိရေကာယကတာတတိံပြိပုံစံတိအကျင်ပုဂ္ဂိုလ်သည် 32မြို့သောကိုဋ္ဌာတာကိုဆင်ခြင်ပြီးဆိုတဲ့ကာယကတ္တာတတိကိုသုံးဆောင်ပြီးထိုသူသည်နိဗ္ဗာန်ကိုသုံးဆောင်ရသည်မြည်၏ဟုတ်ကဲ့အဲ့လိုတောင်းဟောတာနော်ကိုကိုကိုအဲ့လိုဓာရီရဲ့အစုဝေးတွေပဲလို့ဆင်ခြင်နေတာနိဗ္ဗာန်ကိုတောင်းသုံးဆောင်လာရောက်တယ်ဘုန်းဆောင်အလွန်မွန်မြတ်လို့အဲ့ဒီစိတ်ကလေးကအလွန်မှငြိမ်သက်တယ်ငြိမ်အေးတယ်မွန်မြတ်တယ်ကျုပ်ကဒီတိုင်းအဲ့ဒီစိတ်မပါဘူးဒီအတုဝသဘောမျိုးမပါဘူးဘဝကိုဒီတိုင်းပဲလူအချင်းချင်းကြည့်လိုက်တယ်ဆိုရင်ကျုပ်တို့က နော်သူကဘာငါးပါအစင်အတန်းအနစ်အမြင်အဲ့ဒါတွေပဲမြင်ပြီးတော့အထင်ကြီးခြင်းအထင်သေးခြင်းတွေဖြစ်ပြီးတော့ပူလောင်ခြင်းနဲ့ပဲဘုံတော့အဆုံးသတ်သွားတယောက်အောင်မြင်လိုက်တာနဲ့အထင်ကြီးတဲ့သဘောအထင်သေးတဲ့သဘောပါပြီးသားဟောဆို तू ကဘာဆိုတာကိုဘုံတော့စိတ်ကအလိုလိုတတ်မှတ်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီမှာအဲ့ဒီလိုစိတ်မျိုးကမြင့်မြတ်တယ်လို့ပြောမလားအထင်ကြီးခြင်းအထင်သေးခြင်းကမြင့်မြတ်တဲ့သဘောမဟုတ်ယုံညံ့တဲ့သဘောစိတ်ကိုပူလောင်စေတယ်ပင်ပန်းစေတယ်လေးလံစေတယ်ဟုတ်လား ဲ့တော့ကုဋ္ဌတာကိုမြင်တယ်ဆိုရင်သူအထင်ကြီးနေရလည်းမရှိဘူးအထင်သေးနေရလည်းမရှိဓာတာပဲလို့သိသူနဲ့ကိုယ်နဲ့လည်းဘာမှမထူဘူးအတူတူပဲလို့သိအရန်ကောင်းတယ်တရားဒါကြောင့်မြတ်စွာဘုရားမအေတာတိသေနာကာယနာယောမင်းကြီးဥဏမေတွေပရမဝါဇံနေကိမင်းညတတအတ္တတနာတော့ဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့နေရရနေမြန်သူများကိုထင်သေးမယ်ကိုယ့်ကိုယ်ကိုထင်ကြီးမယ်ဆိုဒီလိုဟာမိုက်မဲခြင်းရလွဲလို့တခြားအကြောင်းမရှိဘူးလို့ခေါ်တာမိုက်မဲတယ်ဆိုတော့ကိုယ့်ခန္ဓာရဲ့အကြောင်းအမှန်တိုင်းမသိတာကိုပြောတာဟုတ်လား ဒါကြောင့်အတုပဘာဝနာလုပ်တဲ့နေပါနော်။ဒါနေ့တစ်နေ့ကိုအဲ့လိုဘာဝနာတရားလေးတွေနဲ့အဲ့ဒီလိုမုံမြတ်တဲ့စိတ်ကလေးတွေနဲ့စတင်ဖို့လိုတာပါနော်။ဘုရားကုံကိုအာယုံပြုမယ်။တတ္တဝါတွေရဲ့ပုံမှာနော်အလိုမကျတဲ့စိတ်တွေစိတ်တိုင်းမကျတဲ့စိတ်တွေနေပါအောင်မေတ္တာတရားလေးနဲ့ငြင်းငြင်းအေးအေးနေမယ်ဟုတ်လားပြီးရင်ပါလား။ကိုယ့်ဘဝရဲ့ရှင်သန်မှုဟာတည်မြဲနေတဲ့သဘောမျိုးအချိန်မီးပြတ်နိုင်တယ်တဲတဲလေးတော့နေတာ။ဘဝရဲ့ကြောက်မက်ဖွယ်ရကောင်းတဲ့အမှန်တရားပါနော်။ ဒါကိုဆင်ခြင်ရမယ်ပြီးရင်ပါတော့ဒီရုပ်ခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားလဲဆိုတာကိုဆင်ခြင်တာဒါကိုအရခတရား၄ပါးလို့ခေါ်တယ်အလွန်မမြတ်တဲ့တရား၄မျိုးပေါ့ဟုတ်လားစောင့်ရှောက်နိုင်တယ်စိတ်ကိုရောဂျုတ်ကိုရောစောင့်ရှောက်နိုင်တယ်ဒီသဘောလေးတွေကိုဘုံဘုံတို့ကနားလည်ရမယ်ပေါ့နော်ပြီးရင်နောက်ဆုံးကဘာလို့ဆိုတတိပဌံဘာဝနာတတိပဌံဘာဝနာဆိုတာကတော့နော်ဒါဖရာအရှူရှူနိဗ္ဗာန်ရောက်ကြောင်းလမ်းအနေနဲ့ဟောခဲ့ကြတယ်တခက်ကိုအမုံမြတ်ဆုံးသူတော်ကောင်းတရား သတိပဋ္ဌာန်ဆိုတာဘာလို့ဆိုကိုယ်ခန္ဓာမှာဘလို့သဘာဝတွေဟာဘလို့ဖြစ်နေသလဲဆိုတာကိုအချိန်တိုင်းသတိထားပြီးအမှန်သိပြီးနေတဲ့နေကိုသတိပဋ္ဌာန်တရားအထုတ်တယ်လို့ခေါ်တာဟုတ်လားကိုယ့်ကိုယ်ကိုဘာဖြစ်နေသလဲဘလို့ဖြစ်နေလဲဆိုတာကိုပစ္စုပန်တိုင်းမှာသိအောင်ကြိုးစားတာနော်ရုပ်ပိုင်းဆိုင်ရာကိုသိအောင်လုပ်တယ်ခန္ဓာမှုပိုင်းဆိုင်ရာသိအောင်လုပ်တယ်စိတ်ပိုင်းဆိုင်ရာသိအောင်လုပ်တယ် ဓမ္မတဘာဝပိုင်းဆိုင်ရာသိအောင်လုပ်တယ်ဆိုတော့တတိပဋ္ဌာန်တရား၄ပါးရှိအနှစ်ချုပ်လိုက်ရင်ဒီခန္ဓာကြီးရဲ့ဖြစ်စဉ်ဘဝရဲ့သဘောတဘာဝကိုဖြစ်တိုင်းသိအဲ့ဒါမျိုးဆိုပေဘုရားစတင်ပြီးတော့ကာယ ानु ပဒနာတတိပဋ္ဌာန်ထဲမှာအကျုံးဝင်တယ်အာနာပါနာစတင်ပြီးဟုတ်လားဝင်လေထွက်လေနောက်ခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီခန္ဓာကိုယ်ကြီးကတော့သူ့လုံနေတာကိုယ်ကကြိုးစားနေတာမဟုတ်ဘူးကိုယ်ကတခါလေဝင်လို့ဝင်မှထွက်လို့ထွက်မှတော့သိတာမဟုတ်ဘူးဟုတ်လား ဒီအဆုတ်နဲ့ပေါင်းပြီးတော့ခန္ဓာဘာလုပ်နေလဲအလုတ်လုပ်နေပါတော့သူလိုချင်တဲ့လိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ကိုမရရအောင်ယူတယ်မလိုအပ်တဲ့အညစ်အကြေးဓာတ်ကိုမဖြစ်ဖြစ်အောင်ထုတ်တယ်အောင်ထားလို့မရဘူးဒီအမှန်တရားကြီးဘဝအတွက်အလွန်အရေးပါတဲ့အစီအပိုင်းကြီးပဲဝင်လေထွက်လေဆိုတာဟုတ်လားအဲ့ဒီဝင်လေထွက်လေကိုဘာလုပ်မလို့တတိထားခိုင်းတယ်မြတ်စွာဘုရားဒါဝင်နေတယ်ထွက်နေတယ်ဒါဖြစ်နေတယ်ဆိုတာသိနေတယ် ဒီဥစ္စာတိဖို့ရမ်းခက်တယ်စိတ်ကဟိုဘက်ပြပြခက်နေတာတွေပဲအမြဲတမ်းသွားကျင်တယ်ဒီနားနေဆိုရင်ခဏပဲပြီးရင်ဟိုဘက်ရောက်သွားဟုတ်လားအဲ့ဒါကိုဘာလို့လဲလေ့ကျင့်ပေးရနော်ဝင်လေထွက်လေပုံမှာစိတ်ကလေးရှိနေအောင်လေ့ကျင့်ပေးတယ်အဲ့ဒါတဘာဝတရားတွေကြောင့်အများကြီးသိသွားတယ်ဘုရားကတော့ဒီဝင်လေထွက်လေကိုတကယ်ကိုထိအောင်လုပ်မယ်အဆုံးစုံလုပ်မယ်ဆိုရဟန္တာတောင်ဖြစ်မယ်လို့ဟောတာဟုတ်လားဒါတတိပဋ္ဌာန်ဘာဝနာတွေတဲကဘုံဘုံက တခုပထမဦးဆုံးဟာလေးကိုပြောလိုက်တာတတိပဌံတရားကိုမြတ်စွာဘုရားအများကြီးကြည်ကြည်ပြတ်ပြတ်ဟောတယ်လူရင်းကတော့ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်ဖြစ်နေတဲ့ဥစ္စာကိုအမှန်ကန်အမှတ်တရလေးနဲ့တတိလေးထားပြီးတော့နေခိုင်းတာပါပဲအဓိကဟုတ်လားအဲအနာပါနာတော့တည်တာလို့ထင်ရှားလို့ဒါကိုပြောလိုက်တာဟုတ်လားအတ္တဘာဝနာဘယ်လိုမျိုးတော့၅မျိုးနော်ဒါဘုံဘုံကနိုင်ဝက်လောက်ပြောမယ်ဆိုတော့နိုင်ဝက်ရှိသွားပြီနော်တဘဝမှာ ့ဒီတရားတွေဟာအနုမုံမြတ်တယ်ဆိုတာပင်ကိုဉာဏ်ရှိတဲ့လူတွေစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့သိနိုင်ပါလေဟုတ်လားဒါကြောင့်ကိုယ်နေရတဲ့ကိုစားတိုင်းစားတိုင်းမနှက်ခင်းလေးမှာလှုပ်တဲ့နဲ့အနည်းဆုံးပေါ့နော်ပြင်ညာအေယာဝန်ကနေဩဒီနေ့သာနားယူတော့မယ်ခန္ဓာကိုယ်ကြီးအမြင်ခဲ့ရကြားခဲ့ရတွေ့ခဲ့ရသင်္ပန်းတော့ညကြတော့မနာလို့ကမရဟုတ်လားကြည်စင်ရတယ်ကြည်နားထောင်ကြရတယ်နားထောင်တွေ့ကြရတယ်တွေ့ပင်ပန်းမီလေးစိတ်ကောရုပ်ကောပင်ပန်း အဲ့ချိန်နားရင်နားမနားရင်ကျမကြီးပါဖောက်မှာနော်ဟုတ်တယ်မဟုတ်လားအဲ့တော့နားကနေလေဒီ၅မျိုးလေး ਨੇ နားမယ်ဆိုရင်ကောင်းတယ်နော်နေတရတရစမယ်ဆိုရင်လေဒီ၅မျိုးလေး ਨੇ စနော်နေတရတရကိုနားတော့မယ်ဆိုရင်လေဒီ၅မျိုးလေး ਨੇ နားဘုရားကဘုံအာယုံပြုမယ်အတ္တဝအနန္တရဲ့ပုံမှာမေတ္တာထားမယ်နော်ရှင်သန်ခြင်းဆိုတာမတည်မြဲတဲ့အရာမတည်ကြတဲ့အရာလို့အမှန်သိပြီးတော့နေမယ် ရုပ်ခန္ဓာအိမ်ကြီးဟာမတင့်တယ်မှုအနတ်မကောင်းမှုတွေနဲ့တိဆောက်ထားတာဆိုတာကိုအမှန်တိပြီးတော့နေမယ်ပြင်ပါတော့ဘဝရဲ့သဘောတဘာဝခန္ဓာရဲ့သဘောတဘာဝဘာတွေဖြစ်နေလဲဆိုတာကိုအမှန်တိုင်းပြီးပြီးတော့နေတယ်တတိပဋ္ဌာန်တရားဟုတ်လားဘာဝနာပဲမျိုးတော့၅မျိုးအဲဒါလွန်ခဲ့တဲ့၄နှစ်လောက်ကစင်ကာပူမှာဟောတာတာရှိတယ်ဘာဝနာတစ်မျိုးမိနစ်90တနာရီလောက်ဟောတာတာရှိတယ်အဲ့ဒီတရားလေးရှင်းပြီးတော့နာကြည့် ဟုတ်လားဗုဒ္ဓံနုတ်တိရေမေတ္တာရေမရဏနုတ်တိရေအတုဝရေတတိပဋ္ဌာန်ရေတရား၅ခုခေါ်တာရှိနော်။အင်းဒါကြောင့်အလွန်မုံမြတ်တဲ့ဒီနေနည်းထိုင်နေနေနဲ့နော်နေနိုင်ထိုင်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ကိုလိုဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်ကြရတဲ့ဒါနသီလတမာတိပညာကုလိုကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဖရာတပည့်တော်တို့ဒီမြညာပုညမြေနိဗ္ဗာန်ကိုလျှင်မြန်ထောက်ချောက်မြတ်မောပြုပြရစေကုန်တော်ဟု ပတ္တနာအောင်စုပြုရကုန်ရာတည်း